မေမေကဘယ်မိန်းမအောင်မအင်ခေါ်လာခွင့်မပေးပါဘူးလို့ဆိုလာတဲ့ယမဲပြီးခဲ့တဲ့နေ့ကဆိုရှယ်မီဒီယာထက်မှာသတင်းတွေကြီးနေကြတာယမဲတယောက်29နှစ်ရွယ်မမအီကိုအိမ်မော်ခေါ်ပြီးတော့လူပိုသိုးလေးဘွားကိုဆွန့်လို့ဖို့ကြံစီခဲ့တဲ့ဆွဲသတင်းပါပဲယမဲကခုမှအသက်18နှစ်ကျော်ကျော်လေးပဲရှိတယ်လူငယ်လေးတယောက်ပါဒီဘက်ကလူငယ်တွေခေရှိပြေးလိုက်ပုံများဂျော်ဒီလေးကိုအိမ်မော်ခေါ်ပြီးတော့ဘာနာဇလန်နီခင်းတတ်နေပြီလို့တွေးပြီးတော့ဒိုးတန်တဲ့ခေရေးစီးကြောင်းမှာအရိကိစ္စတွေကတထိတ်ဆုံးကနေပါဝင်နေကြတာပါဈေးလေးကလေးဖွာမယ်ဂျော်ဒီလေးနဲ့ဟိုသွားဒီသွား သွာလာနေရတဲ့တိတ်ပြီးတော့မထူးဆန်းတော့တဲ့မြင်ငွေးတွေလိုဖြစ်နေခဲ့ပါပြီဒီဝေးတို့တက်တွေတက်နေတာတိတ်တော့လည်းမထူးဆန်းဘူးလို့ဆိုရမှာဖြစ်ပြီးတော့အင်တာနက်တွေထွန်းကားနေခေကြီးတဲ့မှာဒီလိုကိစ္စတွေကလူငယ်တွေအတွက်အတုမြင်အတက်တင်တွေဖြစ်နေခဲ့ပါပြီဒါလူငယ်တိုင်းကိုမဆိုလို့မဲ့တချို့သောလူငယ်အများစုကတော့လိန်ကိစ္စနဲ့ဈေးကိစ္စတွေလိုလလတ်နဲ့စွဲကြီးလို့နေခဲ့ကြပါပြီသူတို့ရဲ့အသက်ကိုကြည့်တော့အခုမှ16 18နှစ်ရွယ်တွေဖြစ်ပြီးတော့အချစ်စွာပါလဲနားမလဲသေးတဲ့အချိန်ဘွားစွာပါမဲ့မသိသေးတဲ့အချိန်မှာပဲလူငယ်တွေကမကောင်းတဲ့အတက်ပေါင်းစုံတက်မြောက်နေခဲ့ကြတာပါ အခုလဲလမန်းရမဲရဲ့သတင်းစကားကိုကြားလိုက်တော့ဒီကောင်လေးကအခုမှ18နှစ်ပြည့်တာတော့မကြသေးဘူးဒီလိုမျိုးတွေဖြစ်နေပြီလားဆိုပြီးတော့တွေးမိပါသေးတယ်လမန်းရမဲကငငယ်ရွယ်နဲ့ဘာစလိုနာလိုထိတ်တန်းအသင်းနဲ့တူစူပလာအောင်မြင်မှုတွေကိုလည်းရယူထားနိုင်ခဲ့သလိုစပိန်လယ်ဝေးစဉ်အသင်းနဲ့အတူလဲယူရိုပလာကြီးကိုစုကူးထားနိုင်ခဲ့တာပါကလပ်အသင်းတွေရောနိုင်ငံသေးတွေပါအာဂွာရာပြုနေခဲ့ရတဲ့စပိန်သားလေးဟာ29နှစ်ရွယ်မမတယောက်ကိုအိမ်ကိုခေါ်ပြီးတော့ဒီချင်းနေပြီဆိုတော့အရွယ်အမြောက်သေးဦးစားတိရပြလာပြီဆိုပြီးတော့တွေးမိပါသေးတယ် ကိုရီလမိုင်းရမယ်လို့အရွယ်မှာဗီဒီယိုယုံနဲ့တိုးပြီးတော့အချိန်မောင်းတို့ကိုလက်ညှိုးနဲ့ဂလော်ဘီစားနေတော့လို့ပြောရမှာဖြစ်တယ်လို့မုတ်စားစင်းချိန်ဆိုရင်လည်းဘောလုံးကွင်းမဲ့ပြေးပြီးတော့ဘောလုံးကန်နေရတာကိုပျော်နေရတဲ့အချိန်လိုပဲဆိုရမှာပါမိမကိစ္စမပြောနဲ့ဆက်လိုက်မီးညီးဖို့ဆိုတာဝေလာဝေးလို့ပဲဆိုချင်ပါတယ်တခြားကောင်မလေးတောင်းနဲ့စားသလိုနောက်သူလုံရင်ကိုဒေါသထွက်လာခဲ့တဲ့အချိန်လိုပြောရမှာဖြစ်ပြီးဒီဘက်ကလူငယ်တွေတိုးတက်လိုက်ပုံများမကောင်းတဲ့ယာမန်များအကုန်လုံးကိုတက်မြောက်လို့နေခဲ့ကြပါပြီလမိုင်းရမယ့်သတင်းအားလုံးအတွက်ယုံကြည်စရာကောင်းနေခဲ့ပြီးတော့ကာကန်ရှင်မမကြီးကိုရိုင်းက TV show တစ်ခုမှာသူတို့နှစ်ယောက်ရဲ့ အပြန်အလှန်ပြောထားတဲ့စကားတွေကိုဖတ်ပြလို့သွားခဲ့တာပါကာကန်ရှင်ကိုရိုင်းကပြောတယ်ဆိုယုံကြည်စရာဖြစ်ခဲ့ပေမဲ့18နှစ်သားလူငယ်လေးကတော့ကျွန်တော်အခုဒီအိမ်ပိုင်တဲ့လူငယ်တယောက်မဟုတ်ဘူးဆိုတဲ့အကြောင်းကိုပြန်လှည့်ပြီးတော့ဖွင့်ရသွားခဲ့ပါတယ်ဟုတ်ပါတယ်တချို့သောမိဘတွေကသူတို့ရဲ့သားသမီးတွေကိုအကောင်းဆုံးထိန်းချောင်းထားနိုင်ကြတော့မြင်တွေ့ခဲ့ရသလိုဖုန်းသုံးရင်တော့မှအချိန်ပိုင်းနဲ့အသုံးပြုခိုင်းတာတွေလည်းရှိတတ်ကြပါတယ်လမဲရမယ်လဲအဲ့တိုင်းမှာပဲဖုန်းတော့အချိန်ပိုင်းနဲ့သုံးနေကြတာမဟုတ်ပေမဲ့ဘယ်တော့သွားဘယ်လာလာသူ့ရဲ့အမေအမဲလိုလိုကပ်ပါနေကြတော့အားလုံးလည်းမြင်တွေ့ထားခဲ့ရမှာပါနောက်ပြီးတော့သူနေနေခဲ့တယ်ဆိုတာကလည်းသူ့ရဲ့မိဘတွေမှာဖြစ်ပြီးတော့ ကျောင်းစာတစ်ဖက်ဝါသနာတစ်ဖက်နဲ့ဘွားကိုဖြတ်တန်းနေခဲ့ရသူလည်းဖြစ်ပါရယ်အခြေအနေပတ်သက်လို့အနေနဲ့များရင်ခုန်တာမျိုးတွေရှိနိုင်ပေမဲ့29နှစ်ပဲအပြာမယ်တယောက်ကတော့အိမ်ခေါ်ပြီးတော့တီးကျင်လောက်တဲ့ထိတော့မာယူရဲဆိုင်မယ်မထင်မိပါဘူးအဆိုပါကိစ္စနဲ့ပတ်သက်လို့လည်းလမရမဲကအခုလိုပဲရှင်းသွားခဲ့ပါရယ်ကျွန်တော်အိမ်ကိုဘယ်မိမမှလာလို့မရပါဘူးဘာကြောင့်လဲဆိုရင်ကျွန်တော်အမေကကျွန်တော်နဲ့အတူတူနေတာမဟုတ်လို့ပါကျွန်တော်ကိုမေမေကဘယ်မိမအောင်မှအိမ်ကိုခေါ်လာခွင့်မပေးပါဘူးဆိုပြီးတော့ဖွင့်ဟသွားခဲ့ပါရယ်လမရမဲကသူ့ချစ်သူကောင်မလေးနဲ့ချင်းတွေ့တော့မှသူ့ရဲ့အမေက တကောက်ကောက်လိုက်နေခဲ့တဲ့အတွက်ရမဲကောင်မလေးကိုယ်တိုင်ကသူ့အမိနဲ့ချင်းတွေ့တာမဟုတ်ဘူးဆိုပြီးတော့ပြောခဲ့ဦးပါသေးတယ်။ဒါလို့ဆိုရမဲကအများထင်သာသူငထန်ကောင်လေးတယောက်မဟုတ်ပဲမိဘအုပ်ထိန်မှုအောက်မှာသာရှိနေတဲ့လူငယ်လေးတယောက်လည်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့လောက်ပါပဲခင်ဗျာ။နောက်ဗီဒီယိုမှာလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လောက်ချီးကျပါလို့ဖိတ်ခေါ်ပါစေ။ကျွန်တော်ရဲ့ page လေးကို like and follow မနှိပ်ရသေးဘူးဆိုရင်နှိပ်သွားကြဖို့တောင်းဆိုပါရစေခင်ဗျာ။စုံလိကြည့်ပေးအတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။